မင်္ဂလာများဒီတကားကျွန်တော်တို့ညကိုမမတွေကိုဆက်လက်ပြီးဖတ်ပြပေးကြတာကတော့ဆရာမကြီးကျူကျူသိန်းဤ1980ခုနှစ်အမျိုးသားစာပေစုရဝိထုတုစူးစီးမှုစပယ်တကုံးကမုန်းတော်ဝင်ဆိုတဲ့စာအုပ်ထဲမှာတော့ဆိုတဲ့ဝိထုတုလေးကိုဖတ်ပြပေးရှင်ပါခင်ဗျာနားဆင်ပေးကြပါအောင်ခင်ဗျာတော့တဲ့ဘယ်နဲ့လဲဒီနေ့ကောဘာပြဿနာတွေတွေ့ရသေးလဲသမီးရဲ့ဟာဖေဖေရပြောမပြောကြင်ပါဘူးအေးအေးကဲပြောပြော ဖေကြီးဒီတမိဤသဘောကိုသိလွန်းသူပင်ဒီတမိကမပြောမပြောချင်ပါဘူးစားချီလာရင်တကယ်တော့အိတ်သွန်ဖာမောက်တခုမှချံပြောတော့မိမှန်းသိပြီသားပင်ထို့ကြောင့်ပင်ဖေကြီးဒီသပွဲပေါ်သို့ကျင်းချင်းတော်ကလေးကိုတင်ပြီးသူ့စီပြန်ရောက်လာပြီးတမိဖြစ်သူကိုပဲလက်ကလထိုင်းပေါ်တွင်ထိုင်ရင်းစောင့်နေလိုက်သည်တပ်ဖာနေအောင်ဤသို့အမေကြီးပါရောက်လာတော့ကအိမ်ရှိလူများစုံသွားလိမ့်ပြီသည်ဇော်ထုဆိုတဲ့ကလေးပဲလားတမိအစ်စ်ပေါ်ဖေဖေသူ့ဘက်ပေါ်တမိဖြင့်စာတင်ရတာ ဒီတော့ပင်မနဲ့မထင်ဘူးသူ့လိုကလေးတွေထိမ့်သိမ့်ပဲ့ပြင်ရတာတိတ်မောတာပဲဖြစ်ဖြစ်ဟာဒီနေ့လည်းခါတိုင်းလိုပဲចောင်းပေါ်ဝါမှာတွေ့ခဲ့ပြီးចောင်းတက်တော့ခန်းထဲမှာမရှိဘူးဖြစ်ဖြစ်ရဲ့လေတန်းပြဆရာမဖြစ်သူယာဒုတက်ခါစားဆရာမဒေါခင်တန်းဒီចောင်းမှာမန်တင်အသွင်ထားရရသည်မမိဘရှိရောက်လာတော့ခါမန်ကြအာရော့သွားတော့သည်မနေ့၆နှစ်ရွယ်ပစ္စည်းကလေးတွေကိုစာတင်ရသည့်မူလာတဲ့မြဆီယမဘွားတို့ကလည်းစာလဲတင်ရငိုလဲချော့ရ ဆော့လေထင်းရသည် သူ့လူကိုစိတ်တိုင်းမကြခဲ့တကယ်တော့သူသည်သူ့အောက်မောင်ငယ်ညီမငယ်များမရှိသည့်တူရီသမီးဘဝမှုကလေးငယ်များဤဇွဲမျိုးကိုမနှဲတိခံခဲ့ရသည်အလေတန်းထက်တန်းကျောင်းဆရာဘွားကမှနှိပ်သည်စာတင်ပေးရုံတက်တဲ့ဒီပြင်ဘာရီဟာကိစ္စဝေးစားတွေမရှိဟုယူဆခဲ့မိ၏ယခုလုံးတဲ့တော်ရောက်ပြီးပညာရေးဒီပလိုမာလက်မှတ်တွေဘာလို့ရပြီလေတန်းပြဆရာမ ဖြစ်လာပြန်တော့လဲထင်းသလိုမဟုတ်ပြန်ပြီဒေါခင်တန်းတင်ကြပြရသည်က၈တန်း ကလေးတွေကကိုခန္ဓာရောအတွင်းစိတ်ပါပြောင်းလဲစ၁၄၅နှစ်ရွယ်ကလေးငယ်တွေတို့အစော့အကစားမပြတ်တီကြကလူပြောစိတ်ပြောစိတ်ထွေရလေးပါစိတ်ကလေးတွေထိုးဖောက်ဝင်ရောက်စကြီးကောင်ဝင်စရွယ်မိန်းကလေးတွေကတနခေါမှုံမှုံလေးကထမင်းကိုခါသေးအောင်စီးဝဲလာတတ်ကြပြီးကောင်းလေးတွေကဇပင်ကိုမတိမဲ့တာခက်ရှိရှိထားလာတတ်သားပစိုးကိုတရွတ်တိုက်ဝဲလာတတ်ကြပြီးပြီဒီလိုကလေးတွေဤလေးကျင်ကဆောက်ထဲမှရှိစားစားများတွေ့ရဒီကလည်းចောင်းဖွင့်၍နှလားမပြည့်တတ်သေးမီ ၄၅ချိန်မကပြီတချို့ကလေးတွေကြတော့လဲဘက်ကလေးဖြူစင်တော့ကလေးစိတ်ဖြင့်ဆော့တက်နောက်တက်အကြည်စားတန်တက်ကြသည်ကအလွန်ဒူးနဲ့တူနာမည်ရောင်းတွေခေါ်တက်ကတယောက်လွယ်တယောက်ကဟွဲ့ယူတာတငယ်ချင်းဤထန်ကုန်ပေါ်ခွေလျာသည်မုံဖြူတာကြောက်တက်တော်သူကမွေရီကွန်မြင့်တို့တာစုံဒီမစုံတကစုံဒီမြတ်တော်တော်ခွင်သန်းကမရှုံးအပြော်တဘောကလေးမနှောဖြင့်စားကြနောက်ကြခြင်းကိုကြီးမားသောပြည့်ဟုမယူဆပြဒနာပေါ်လာရင်သာဆုံးပါသည် အတန်းနဲ့စာတင်ချိန်မှာစိတ်ဝင်စားမှုရှိရင်ဂျင်းနက်ပြီးသားဒေါခင်နဲ့တက်မှတ်ချက်ကကျောင်းသားဒီစာတင်ချိန်တွင်စာတင်ခန်း၌၌ရှိကိုရှိရမည်ကျောင်းသားဒီစာတင်ခန်းကိုမကြောက်ရစာတင်ခန်းတွင်၌ပြောရမည်သို့မှကျောင်းသားတော်ဝင်ကြီးသည်ကျောင်းသားပြီးသားသည်ဟုဒေါခင်နဲ့တက်မှတ်ချက်ကိုပြက်ပြက်သားသားတော်လန်သူကစော်ထူးဒီကလေးဒီ16နှစ်ရှိလက်16နှစ်နဲ့ရှိလာရှိပြီဟုမှတ်ပုံနေမွေးစင်းရာတီရာတီအဲ့ဒီနေ့သာတော့အတန်းကငယ်နေသည်ဒေါခင်နဲ့လေးလာကြည့်တော့ စတ္ထမတန်တွင်နှစ်နှစ်တတမတန်တွင်နှစ်နှစ်နေခဲ့ရသောကြောင့်ဟုသိရ၏ဒီများလောက်ကရေမဟုတ်တချို့ညာကြီးမကောင်းလာသောကလေးများသည်တနာစရာကောင်းလာသည်သူများတနာ၏နှင့်ရသောစာကူခမည်းများနှစ်နာရီခန့်ကြက်မှရတတ်ပေသည်ထိုသို့သောကလေးများသည်ပညာရှာရာ၌သူများထက်ပို၍ပင်ပန်းရှာကြပေသည်သတို့တယောက်တန်းကိုနှစ်နှစ်နေရသည်ကအေးမဟုတ်တော့လေသူသက်16နှစ်ကျော်ကျော်ကဒေါခင်တန်းတွေအလွန်လွန်ရေးပါလာသောရေးကြီးတရက်ဖြစ်လာပြီသည်သတို့သည်18နှစ်သားပြီပြီးအကောင်ကြီးကလည်း ။ဒန်နေစီချားကလေးတွေထက်ပုံကြီးထွားသည်စိတ်ကလည်းကလေးစိတ်လုံးလုံးမရှိတော့ပြီ။သူသည်ချားကလေးများနှင့်တည်တည်တသာကြီးကွာခြားနေပြီသည်။ဖီဖီလည်းတည်တာပဲဖီဖီရဲ့။တမိဒီဆရာလူကိုဝါသနာပါလို့ကိုဝင်လုခဲ့တာပဲ။တမိတင်ရတဲ့ကလေးတွေပေါ်လဲအမျက်စိတ်ဝင်စားပြီးစိတ်ရှိရှိထားခဲ့ပါတယ်။ဒီနေ့တော့တကယ့်ကိုစိတ်တူစရာကောင်းတာဖီဖီရဲ့။ဒီလိုစချီကတော့ခင်းချမ်းစီအကြောင်းကပြဿနာကိုရှိစီဟောင်းကြီးတူဖြစ်သူဖေကြီးကိုပြောပြတော်သည်မနေ့ကတန်းနဲ့နာမည်စင်းခေါ်တော့မော်စော်ဒူးကမရှိ သူတန်ခါချင်းမောင်မြင့်လင်ကမောင်စော်တို့၏ခွင့်စာကိုလာပေးသည်ဒေါခင်ကလည်းကျောင်းပဝါတင်ဇော်သူကိုကိုယ်တိုင်မြင်တွေ့ခဲ့သူမို့မကျေနပ်ပြီးဇော်သူကျောင်းပြေပေါင်းလဲများလာပြီးဒီတစ်ချိန်ကျမှထူးထူးခြားခြားခွင့်စာတွေဘာတွေတင်နေသဖြင့်အံ့ဩသွားမိသည်စိတ်တော်တွင်စာရိတ်ဖောက်ဖက်လိုက်တော့ဘာတွေရေးထားတယ်ထင်တယ်လေဖေဖေမျက်နှာကလေးနီနီဒေါကလေးပါပါဖြင့်မေးပွန်းကိုတစ်ချက်အကဲခတ်လိုက်မိ၏ဟာကင်ကြီးမှာရုပ်တရက်ဖြေရခတ်သွားသည်ဇော်သူနှင့်ပတ်သက်သမျှအလုံးကြားသိခဲ့ရပြီသားပင် ပြည်တမိရှိသူကလည်းအသက်ဆိတ်ဆိတ်အသက်ဆိတ်ကြောကြောသာရှိသေးသည့်ပြင်အယမောင်းကိုလုံးကိုပေါက်ကတိတ်မထွားကြတဲ့ဖြင့်ငယ်ပုံပေါက်သည်ဒါတော်စရုံးကြီးနှင့်အင်းကြီးလက်ရှိကြီးနှင့်လူကြီးဆန်ဆန်တီတီကြီးနေတတ်သူမှုသာတော်တော်သည်ဤကနခွင့်စာဆိုပြီးပေးကြတော်စာသည်음ခုခေတ်ကလေးတွေကလည်းအခက်သကလားဆရာသမားကိုမိဘနဲ့တကိုင်းနဲ့ထားပြီးချစ်ကြော်ရိုသေးဖို့ဆိုတာတိတ်မျှော်လင့်ထားလို့မရဘူးတမိရဲ့ဖေဖေတို့ခေတ်လို့မဟုတ်တော့ဘူးကွ အဖေကြီးကထုတ်ဖို့မပြောတင်တော့သူ့တွေကိုတစ်ဖက်လက်စကားဖြင့်ခက်လေးလေးမှတ်ချက်ချလိုက်ရှာသည်ဒါတော့ဟုတ်ပါတယ်ဖေ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 တို့ခင်နဲ့ယခုခေတ်ဆရာတပည့်ဆက်ဆံရေးတိတ်ကွာထားနေပြီဆိုတာတမီးသဘောပေါက်ပါတယ်ဒါပေမဲ့ခုလောက်ကြီးတော့ဆရာကိုမထီမြက်မြက်မလို့တင်မှုလို့တမီးထင်တယ်လေဒီလိုဖေဖေရဲ့ခါတိုင်းဇော်တို့ကြောင့်ပြည့်ရင်လက်ထိတ်ကလည်းဖိတ်ဆိုင်မှဖြစ်ဖြစ်ကျောင်းဝါကအုတ်ခုံမှဖြစ်ဖြစ်သွားရှာရင်တွေ့တာကြီးပဲတမီးကလည်းရှာတာကြီးပဲဒီနေ့တော့သူကကျွန်တော်ဒီနေ့မှဟာ မဟာနန္ဒာဘက်ကန်သွားပြီဆရာမတွေ့အောင်ရှာနိုင်ရင်ရှာပါတော့တဲ့ကဲရေးသွားပုံကအဖေကြီးဟင်းကနဲ့တပြင်းချလိုက်မိသည်အဖြစ်မှန်ကိုသိလိုက်ရ၍စိတ်လက်ပေါ်ပွားသည်ကပေါ်ပွားသွားသည်ကအမှန်တမီးလည်းစိတ်တူတူနဲ့ကြောင်းကြီးစီတန်းလိုက်တယ်လက်ပြန်သူ့မိပါတွေခေါ်တွေ့ပြီးပြန်အပ်လိုက်မလားလို့ဒီလိုတော့လည်းမလုပ်ပါနဲ့ဦးတမီးရဲ့နည်းနည်းထိတ်ကိုဆုံးမကြည့်ပါဦးကလေးပညာကြီးနဲ့နာမဆိုးလို့ပါဟုတ်တော့ဒီတော့ဆရာမကိုစော်ကားတဲ့ကောင်မိပါပြန်အပ်တာအေးတာပေါ့ မေကြီးကငိမ့်တဲ့နေရာမှာကောက်ခံခင်ကဝင်ပြောလိုက်၏မင်းဒီလိုရှိဒေါသရှိမှထားနေလေမက်ဆေ့ငါကငါ့အတွေ့အကြုံနဲ့ငါပြောနေတာပါဒီလိုရှိတယ်တမီးရဲ့ဒီကလေးမှဘလို့အားနဲ့ချက်တွေများရှိနေလို့လဲဆိုပါစို့တမီးရဲ့အတန်းထဲမှာ तू အသက်ကြီးဆုံးဖြစ်နေတာကိုရှက်လို့လားစာစစ်ရင်မရလို့လား तू အိမ်တွင်ရင်ပြဿနာရှိနေလို့လားမိဘကစီးပွားရေးမကောင်းလို့စာအုပ်စာတမ်းပြည့်ပြည့်စုံစုံဝန်ထမ်းလို့လားအဲ့ဒီအားနဲ့ချက်တွေကတခုခုရှိနေရင်လဲကလေးဟာစားတဲ့စိတ်ဝင်စားနိုင်မှုတမီးရဲ့ ဒေါခင်သားကခေါင်းကိုခတ်တွတ်တွတ်ပြန်ခါလိုက်မိ၏။တမိအလုံးကိုလေးလာပြီးပါပြီဖေဖေ။သူ့ရင်ကလည်းချင်းနေမဆိုးလာပါဘူး။သူကအကြီးဆုံးသားဖေဖေရဲ့။သူ့အောင်မလေးယောက်။ဖေကရုံစရီးမေကစည်းတယ်။တခုတော့ရှိတယ်ဖေဖေ။သူ့ကိုတန်းတဲ့ကကလေးတွေကဘိုးတော်ဘိုးတော်နဲ့ခေါ်ကြတယ်။ဒါလည်းတမိကြလို့မခေါ်ဖို့ပြောပြပါပြီ။ဒီကလေးကစိတ်ကိုလေးနေတာဖေဖေရဲ့။စားရဲကိုစိတ်ဝင်စားတာ။တော်တော်ကြတော့အတူမြင်တက်တင်ဆိုသလိုဒီပြင်ကလေးတွေပါအတူခူးမမဆိုးရတယ်ဖေဖေရဲ့။ဒီလောက်ကလည်းစီးကြက်တဖွာဖွာနဲ့ သူကဆက်လိုက်တာသုံးလေးရောက်တောက်တက်ကုန်လို့မခရကျိန်လုံးနဲ့နှက်တက်ထားရသေးတာဗါရဲ့မခရကျိန်လုံးဟုတ်လားမိခင်ကြီးမေးပုံကြောင့်ဒေါ်ခင်စန်းယုံလိုက်မိသည်ကျောင်းဝခေါ်ဝေါ်ဒီအမေကြီးမှမသိချာသေးဘဲကိုထို့ကြောင့်ရှင်းပြရပြန်သည်ကျောင်းမှာကျိန်လုံးအကြီးသေးမျိုးမျိုးရှိတာမိမိရဲ့အဲ့ဒါသမီးတို့ဆရာဆရာမတွေဆရာဆရာမတွေကနာမည်ပေးထားကြတာလေမခရကျိန်လုံးနဲ့ရင်းရွယ်ပါကျိန်လုံးနဲ့ရန်ကြီးအောင်ကျိန်လုံးနဲ့ကြမ်းကြမ်းဖန်ဖန်အေး မိတို့ပြမှတ်ချက်ချကြထိုကြေလုံးများတကူကြီးမလာကြောင်းဒေါ်ခင်ကျန်းတို့သာလင်သိကြပါ၏တမိတို့ဒီကလေးကိုဘလို့ကင်တွင်ရမယ်မသိတော့ပါဘူးဖေဖေရဲ့နှက်ဖြန်တော်သူ့ကိုခရီးဝင်ခံချက်ပေးခန့်ရမှာပဲကျောင်းသားတယောက်တည်းနဲ့ညအချိန်မှာပင်ဖြောင်းဖြောင်းမအိအိမရနိုင်တော့ဆရာဖြစ်ကိုဘသူကမှသိနိုင်လိမ့်မည်မဟုတ်ပေတဲ့ပြောမပြောချင်ပါဘူးဖေဖေရဲ့ဟေးအေးကဲပြောပြောဇောထုပဲလားထုံးစံတိုင်းတိုင်ဖောက်ညီကြပြန်လေသည်ဟုတ်တယ်ဖေဖေဇောထုပဲ ဂရိဝင်ခံချက်ပေးထားတာမှတပတ်မပြေသေးဘူးကြောင်းလည်းပြန်ပြီးဖေဖေရဲ့ဒီတစ်ခါတော့တမိအပြတ်လုံမှဖြစ်တော်မယ်ထင်ပါရဲ့အဖေကြီးစဉ်းစားသည်ကြောင်းစရာဟောင်းကြည့်ပြီးစာတင်စားများကိုပဲ့ပြင်ဆုံးမှထိတ်ကွနိုင်သည့်နီလန်းရှိတဲ့များကိုရှာဖွေသည်မိမိပဲတပတ်တယောက်ကိုလက်မြောက်ချုံးပေးလိုက်ရသည့်ဘဝကိုတမိဖြစ်သူမရောက်စေခြင်းညီတို့မခရကျိန်လုံးကဒီကလေးတော်မနိုင်ဘူးလားဧမနိုင်ဘူးမမေမနိုင်ဘူးရိုက်လေရိုက်ရိုက်ပဲကြာတော့ရိုက်တဲ့လူကအားနာလာရတယ်တပိတို့သူ့ကိုရိုက်တယ် စူတယ်ဒံပေးတယ်ရှက်အောင်ပြောတယ်ဒါပေမဲ့မရပါဘူးတမိပြန်စိတ်ရှုပ်လာပြီဆရာဆရာမများကြီးအဆူငေါအဆုံးမတို့ကိုနာခံရင်းသူ့ထက်ငယ်သောတန်းသူတန်းသားများလည်းညံ့ညံ့ကလေးဖြင့်ဒံပေးခံရသည့်ဇောထုဤရုပ်တွင်ကိုဖေကြီးကမှန်းဆ၍ပုံဖော်ကြည့်နေမိသည်လူမျိုးလေးဆိုတော့ရှက်စိတ်တော့ဝင်ရှားမှမြည်မှာအမှန်ပဲကြောင်းတက်တဲ့ခါကောအတန်းနဲ့ညင်ညင်နေလားအဲ့ဒါတော့နေပါတယ်ဖေဖေဒါပေမဲ့ကြောင်းပြေးတာရဲများတော့စားတော့မလိုက်တိတ်မလိုက်နိုင်ဘူး ကိစ္စမရှိပါဘူးလေကြောင်းမမတက်တဲ့ခါလိုက်လာနိုင်လိုက်နိုင်လာမှာပေါ့ဒါပေမဲ့ကြောင်းမမမမတက်တာဖေဖေရဲ့ဟုတ်ပါရဲ့တော့ကြောင်းပြည့်လို့ပြဿနာပေါ်နေပါရဲ့ဆိုမှဒီဖေကြီးကလည်းအမေကြီးကစိတ်မချင်ဟန်ပြင်ဝင်ပြောလိုက်ဤဖေကြီးကလက်ဝတ်တော့လက်ဝတ်တကာကပြန်ဟန်လိုက်ပြီးခက်ဆက်ဆက်ပြောသည်ငါနားလေပါလေမဆိုင်ရဒီကလေးကိုပြုတ်ပြင်နိုင်မယ့်နည်းတစ်ခုစဉ်းစားမိလို့ပြောနေတာပါဒီမှာသမီးခုချိန်ထိသမီးတို့သူ့ကိုကြောင်းစီကန်းလိုက်နာထင်းသိမ့်အောင်ဆရာအခွင့်ဩဇာတော်မီဆုံးမခဲ့ပြီပြီနော် ဟုတ်တယ်ဖေဖေဒေါခင်ကြီးဖခင်ကြီးစကားသွားလာကိုကောင်းစွာသဘောပေါက်ဖွယ်ဖြေလိုက်ရည်ဒီတခါသူ့ကိုတာဝန်တစ်ခုတတ်တတ်မမပေးပြီးဆောင်ရွက်စီတဲ့နီးနဲ့ပြုတ်ပြင်ကြည့်ပါအောင်လားသမီးရဲ့နာမရှင်စီကိုမေးလိုက်တော့မြည်သမီးကိုဖခင်ကြီးကချက်ချင်းရှင်းလင်းပြောပြလိုက်ပြန်သည်ဒီလိုသမီးရဲ့သမီးတို့အတန်းမှာတော့တချောင်းချောင်းလောက်တော့ရှိအောင်မှာပေါ့ရှင်ဖေဖေတော့ဟုတ်လားဟုတ်ကဲ့ရှိပါတယ်သမီးတို့ကြောင်းခန်းတော့လည်းရှိတယ်ဗီယိုတော့လည်းရှိပါတယ်အဲ့ဒီတော့ ਨੇ ဒီတချီလဲစကားဆုံးအောင်မပြောလိုက်ရပြန်ပြီအဖေကြီးကကြားဖြတ်ပြောလိုက်ပြန်သောကြောင့်ပင်သည်အေးအဲ့ဒီတော့ကိုမောင်စောတုအပ်ထားလိုက်ကျောင်းကန်းတော့ကိုသူလာမဖွင့်ပေးရမယ်ကျောင်းဆင်းတော့သူကိုယ်တိုင်ပိတ်သွားရမယ်ဘီယိုတော့ကိုလည်းပြစ်စီလိုခြင်းတဲ့အခါသူကိုခေါ်ဖွင့်ခိုင်းယူပြင်းချက်ချင်းပြန်ပိတ်တစ်ချိန်လုံးဖွင့်မထားနဲ့အဲ့ဒီတော့ဖွင့်ပိတ်တာဝင်ကိုသူကိုပေးလိုက်အလိုလိုကျောင်းတက်မှန်လာလိမ့်မယ်ယခုမှပင်ဒေါခင်သန်းနားလည်မိပါတော့ဤမြေမလေးမရရှိသောတာဝန်ပေးခြင်းနေတဲ့တဲ့ကိုသူချက်ချင်းပင်သဘောကျသွား၏ သူတခါတရံမှမစင်းစားမိသောကလေးတံငယ်ပြုတ်ပြင်းရင်ဒီလန့်တကိုပေးသောဆဲဦးဆရာကြီးကိုကျဉ်ညိုလေးစားစွာဖြင့်တမြတ်တမျိုးကြည်နေမိတော်သည်တစ်ဘက်မှသည်နှစ်ဘက်နှစ်ဘက်မှသည် သုံးဘက်သုံးဘက်မှသည်တလမော်စောတုကိုတော့အပ်ပြည်သည်နောက်ပိုင်းဝဲချီနေရရသည် များစွာတိုးတက်လာခဲ့၏မော်စောတုကြောင်မပြည့်တဲ့ဖြင့်ဒေါခင်သားမှာစိတ်လက်ချမ်းသာစွာဖြင့်စာတင်ကြားခြင်းမှုကိုဖြောင်းဖြောင်းပြုနိုင်ကလေးသည်ဆရာဆရာမများနေသောမော်စောတုဤဆက်ဆံရေးမှာလည်းများစွာပြောင်းလဲလာကလေးသည် ကျောင်းမအင်းတို့ပြန်ရောက်ရင်လဲမျက်နှာဦးကလေးဖြင့်တမိဖြင့်စိတ်ချုပ်လာပြီဒီတခါတော့အပြတ်လုံးမှဖြစ်တော်မူဆိုသည့်ညီတံများမကြရသည်မှာအတော်ကြီးကြပြီဖြစ်သည်ဖြင့်အဖေကြီးမှာတခုခုလုံးနေသလိုလိုပင်ခံစားနေရသည်ပထမအဆန်းစစ်ပြီးအောင်စင်းများထုတ်ပြန်သောနေ့တွင်မူအဖေကြီးစူးစမ်းပြီးတော်သည်ဇော်ထုတယောက်ဖက်နေလဲကွာအိုးမောင်ဇော်ထုဘာသာသူအောင်နေဖေဖေဒီနေ့သူတနေ့ထဲနဲ့အောင်ပါပဲဒီပြင်ဆရာမတွေကဆိုသူခုလိုပြောင်းလဲလာတာကိုသိအံ့ဩနေကြတာဖေဖေရဲ့ ဒါနဲ့သမီးကဖေဖေရဲ့တော်တွေအကြောင်းပြောပြရသေးတယ်။ဂျင်းနဲ့နေသောမျက်နှာကလေးဖြင့်အပအာရပါရပြောပြရကဖျက်ခနဲ့ဆက်မေးလိုက်ပြီ။ဒါနဲ့ဖေဖေဒီလိုတော်တွေအပ်ပြီးတာဝန်ပေးပြုပြင်မှုနီလန်းကိုဖေဖေဘလို့စဉ်းစားမိတာလဲဟင်။ဒီတော့ဖေကြီးကဟဲ့ပဲပဲရတော်သည်ရရလုံးကြီးထွက်ကြလာသောမျက်ရည်ကြီးစားလေးများကိုအသာအရာတုပ်ရင်းဖေဖေငယ်ကမောင်စိုးထုလိုပဲတိတ်တည်ခဲ့တာသမီးရဲ့ဖေဖေတေပုံကတမျိုးချိန်မရှိချိန်ရှိလေချင်းရလဲ တုံးကျင်တယ်လို့တုံးတယ်တာဝန်မဲ့နေတတ်တာပေါ့ဘာမှကြောင်းကြရမ်းမလဲမသိကြဘူးတမိဖိုးဖိုးနဲ့ဖွားဖွားကဆိုတာယောက်ျားလေးတယောက်ထဲပါတာမို့ဖေဖေကိုတိတ်အားကိုးခြင်းကြတာစိတ်ချယုံကြည်ခြင်းရတာချော့ပြောမြောက်ပြောရိုက်ဆုံးမှဦးဘယ်လိုမှပြုတ်ပြင်းလို့မရခဲ့ဘူးဒီနေ့တော့တမိဖိုးဖိုးနဲ့ဖွားဖွားကမန္တလေးကိုနားရီတစ်ခုသွားเสียရှိလာတယ်အဲ့ဒီမှာဖေဖေကိုခေါ်ပြီးတော်တဲ့အပ်ခဲ့တာပဲဘယ်တက်တာထဲမှာပါရှိတယ်ဘယ်တက်တာထဲမှာငွေသားဘလောက်ပေါ့လေအဲ့ဒီတော့ဖေဖေကဘာလို့တက်မှတ်လဲ တော်ရကြီးကပုံစားတဲ့ထည့်ထားပြီးအိမ်ကနေတဖွားမှမခွာတော့တာတမိဖူဖူနဲ့ဘွားဖွားဖွားပြန်ရောက်တဲ့နေ့ထီပဲတမိရေအဲ့ဒီကစားပြီးတာဝန်မဲ့နေတတ်တဲ့အကျင့်လဲပြောက်သွားတာပဲတမိရဲ့ဒါပေမဲ့ဖေဖေကိုပြီးခဲ့တဲ့တော်ရဟာဗေဇစ်တော်ကူမှာဖွင့်လို့ရတဲ့တော်ရမဟုတ်မှန်းကိုတော့နောက်၁၀နှစ်လောက်ကြာမှဖေဖေတိခဲ့ရတာပြောရင်အဖေကြီးရေပြန်ဒီဒီတခါတော့ဒေါခင်သားမှသဘောကျသွားလိုက်ရဲမိတော့ဤချက်တိလိုက်သည့်ဖူဖူအကြံပိုင်လိုက်သည့်ဖူဖူဒေါခင်သားကြီးရောင်ကြီးချောနေအောင် ထုံးထတတ်သည့်ဖိုးဖိုးကိုလမ်းဆွစွာဥညွတ်လိုက်မိပါတော့၏တဲ့ငွေကြေးမဂ္ဂဇင်း1080တဲ့နော်နာဇင်ပေးကြသောညီကုံမောင်မောင်အားလုံးကျေးဇူးထုတ်တည်ရှိပါရဗျာညီကုံမောင်မောင်တွေအားလုံးကြံ့မာကြပါစေချမ်းသာကြပါစေဘေးရန်များကိရှင်းကြပါစေလူချင်းသောပတ်နိုင်ကိုလည်းမြန်ဆုံးရောက်ရှိကြပါစေခင်ဗျာနောက်လာမယ့်ဝိထုတို့များကိုလည်းဆက်လက်နာဆင်ပေးကြပါဦးလို့ကျွန်တော်တို့ညီကုံမောင်မောင်ကိုတောင်းဆိုပါရစေခင်ဗျာ